ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ဂျူလိုက်ပါကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းအောင် တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့မှတော့ကျွန်တော်တို့ကျွန်တော်အသင်ဖြစ်တဲ့စပါအသင်ကြောင့်ကျွန်တော်ဒီနေ့နေ့လေးမှာကျွန်တော်ပြောသွားခြင်းပါတယ်အဲ့တော့ Tottenham Hotspur အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေရတာကျွန်တော်နီးပြအပြောင်းလဲအတွက်စတင်ပြီးတော့အလုပ်လုပ်နေပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထပ်ပေါ်လာခဲ့တယ်။တီးကြတယ်ပဲဒီနေရာမှာဒါပြိတက်တွေစိတ်ဝင်စားအောင် လုပ်တဲ့နေရာမှာဒါကျွန်တော် journalist တွေကအင်မတန်မှတော်ရဲလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီနေရာမှာရရတာသူများအသင်းရဲ့ journalist တွေလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့အသင်းရဲ့ journalist တွေကဒီအရကြီးကမဟုတ်ပါဘူးမှားပါတယ်ဆိုတာကြီးကိုတောက်လျှောက်ပြောနေတဲ့ journalist တွေဖြစ်တယ်။သူများ journalist တွေစားကြမှာဒါလူလူရှိရဒီလူလူရှိရဆိုအမြင်နဲ့ပြောနေတဲ့ journalist တွေဖြစ်တယ်။ကျွန်တော်တို့ဒါကျွန်တော်တို့ဒါစပါးအသင်း journalist မှာကျွန်တော် ော့ယုံလို့ရဆိုတော့16တယောက်ပဲကျန်တော့တယ်ဒါအရင်တော့ Athletic UK ကစပါတင်ကြောင်ကြီးတဲ့ Jack Jack Spade Brooks ဆိုတဲ့တယောက်ဆိုလဲဒါကျွန်တော်တို့မရေးတော့ဘူးဒါစပါတင်ကြောင်ဒါသူ့အနေနဲ့ဒါတခြားနောက်တယောက်ဆိုလဲဒါမမေရတယောက်ရှိတယ်အဲ့ဒီတယောက်ကလည်းအခုလက်ရှိမှာ Golf ရဲ့အဲ့တော့စပါတင်နဲ့ပတ်သက်လာရင်လက်ရှိမှာ Athletic UK မှာတောင်းတန်လူတွေမရေးတော့လို့လက်ရှိဒါကျွန်တော်တို့တကယ်တည်းပြန်ကြည့်မယ်ဆိုရင်တော့တယောက်ပဲကျန်တော့တယ်အဲ့ဒါက Alisa Go ပဲ Alisa Go တယောက်မှလည်းတနာပါတယ်ဗျကျွန်တော်နဲ့သူလည်းလေဟိုတစ်ခေါက်ကဒါကျွန်တော်တစ်ခေါက်တွေ့ဘူးပြီးနောက်ပိုင်းဒါကျွန်တော် personally ပုံစံမျိုးခင်သားကြောင်မို့သူ့အနေနဲ့ကျွန်တော်ကြည့်လိုက်ပြီးဆိုရင် ဟိုပြိတ္တတွေထင်ကြီးပေးတာကိုပဲမှားတယ်မှန်တယ်ပဲလိုက်ပြောနေသူရဲ့အမြင်လေးတော့သူပြောချင်မရတော့ဘူးเนาะအဲ့ဒါတော်တော်လေးကိုအခြေအနေဆိုးတယ်လို့ပြောလို့ရရင်တော့ပေါ့အဲ့တော့လက်ရှိမှာဒါကြောင့်ပထမဆုံးနေပြောချင်တာမော်ရီရှာပူချက်တီရီနဲ့ဒန်နီယယ်လာဗိုင်းနဲ့တွေ့ခဲ့တဲ့ကိစ္စပါဒီကိစ္စနဲ့ပတ်သက်ပြီးဘိုးကို give ကတော့ပြန်ဖြေရှင်းထားခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ပြိတ္တတွေအမြင်နဲ့ဟာဒန်နီယယ်လာဗိုင်းနဲ့ဒါပူချက်တီရီနဲ့ဒါကျွန်တော်တို့ပြန်တွေ့ထားတဲ့ပုံတပုံကိုအကုန်လုံးကတွေ့ထားပြီးသားဖြစ်လိမ့်မယ်အဲ့ဒီပုံက2021ကပုံဖြစ်ပြီးလွန်ခဲ့တဲ့ဒါကျွန်တော်တို့၄နှစ်ကပုံဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်အဲ့လွန်ခဲ့တဲ့၄နှစ်ကဒီနှစ်ရောက်တွေ့ခဲ့တဲ့ပုံက အခုပုံအသင့်မဟုတ်ဘဲနဲ့ပုံအဟောင်းသာဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်။စပါးသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဘိုရီရှာဘူချက်တီတို့ကသူကလည်းစပါးသင်းကိုပြန်ပြောင်းခြင်းမုံရပါတယ်။သူရဲ့အင်တာဗျူးတွေမှာသူတနေ့ကြရင်တော့စပါးသင်းကိုပြန်လာပြီးတော့နီးပြလှုပ်ချင်တယ်ဆိုတဲ့ပုံစံမျိုးသူပြောလာခဲ့တယ်။ဒါပေမဲ့ရီရတာသူပြောတဲ့အချိန်ကလက်ရှိနီးပြခုံတော်လှုပ်နေတဲ့အချိန်မှာသူကပြောတယ်လို့ပြောတယ်။အဲ့တော့ပြောချင်တာတစ်ခေါက်ကလည်းအိုက်တိုင်းပါပဲဒါကျွန်တော်တို့ Chelsea ရဲ့သင်းနဲ့တော့လည်းအိုက်တိုင်းပဲ United တွေမှာသူခဏခဏ track လုပ်တယ်။မက်မဲရတာပြိတ္တတိတီးပြီးသားဖြစ်လိမ့်မယ်။ဒါ PSG မှာရှိနေရင်လည်းဒါသူအနေနဲ့ Premier League ကိုပြန်လာကြတယ်။ Premier League ကိုပြန်လာကြတယ်ခဏခဏပြောတယ်။အဲ့တော့စပါးမဟုတ်ဘူး။အဲ့တော့စပါး ပါနီပြအဲ့တော့အဲကွန်တီလာ ကွန်ဒီရှင်အဲ့တော့ကွန်ဒီဖြစ်တဲ့ကြောင့်ကွန်ဒီနဲ့ညင်နေတော့စပါမဟုတ်မမေရအဲ့တော့ကသူပရီးမီယာလူတအားပြန်လာကျင်တာ United ကို manage ဆိုရှင်တို့မမေရအဲ့တော့ Oligana Social ပြုတ်ခံပြီးဆက်ဆဲမှာ Eric Tahan Blagin ဆက်ဆဲမှာဒါသူအနေနဲ့ PSG ကသူပြန်ပြီးဒါကျွန်တော် Man United ကိုဒါကျွန်တော် manage လုပ်ချင်တယ်ဆိုသူခဏခဏပြောတယ်ဒါပေမဲ့မမေရ Man United က Pochettino interview ခဲ့ပြီးမဲ့ Eric Tahan ကိုဒါအဓိကထန့်ခဲ့တယ်ဗောနော်အဲ့တော့လက်ရှိချိန်မှာဒီတိုင်းမဲ့ဒါကျွန်တော်တို့သူ့ရဲ့ interview ဒါကျွန်တော်တို့နောက်ဆုံး interview မှာဒါကျွန်တော်တို့တရားဝင်သူပြောတာဟာ तू ကတနေ့ကြရင်စပါသေးကို manage လုပ်ချင်တယ်ဒါပြဿနာကြီးမဲ့ဆိုလက်ရှိမှာနှီးပြပြုတ်ခံနေချိန်မှာဒီလိုမျိုးပြောရ Paris ဆိုတာအသင်းပြောင်းကျင်လို့ဆိုကလေးစားခွေးဆုံးသိပါလိမ့်မယ်။ဒါပေမဲ့လက်ရှိနောက်ဆုံးတွေ့ထားတဲ့ပုံကတော့လုံးဝမဟုတ်ပါဘူး။ဒါပုံအတုလို့ပြောလို့ရပါတယ်။အဲဒါက Levine နဲ့ကျွန်တော်တို့ ်ဘိုရူရှာပိုချီတီနိုနဲ့ကော်ဖီတောက်နေတဲ့ပုံကအတူဖြစ်ပြီးတော့လက်ရှိမှာဒါ2021ခုနှစ်ကဖိုတိုဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့လွန်ခဲ့တဲ့၄နှစ်ကဖိုတော့လက်ရှိမှာဒါအကယ်၍စပါးအသင်းနေမူရူရှာပိုချီတီနိုကိုပြန်ခေါ်မယ်ဆိုရင်တော့ဘာလို့လဲဖို့လဲလက်ရှိမှာစပါးအသင်းနေမူရူရှာပိုချီတီနိုကိုပြန်ခေါ်မယ်ဆိုရင်တော့အခုအမေရိကန်အသင်းကိုဆယ်တန်းစာချုပ်ဖြတ်သိမ်းကြီးပေးဟာဖြစ်ပါတယ်အဲ့တော့စပါးအသင်းနေလက်ရှိနီးပြတရက်ကိုဒီဂျားလိုမျိုးအချိန်မီမှာဆယ်တန်းဆယ်တန်းပေးပြီးတော့စာချုပ်ဖြတ်သိမ်းကြီးပေးပါမလားကျွန်တော်အနေနဲ့မထင်ဘူးပြပြီးတော့နောက်တစ်ခုအနေနဲ့ပြောရမယ်လက်ပိုင်းအနေနဲ့ပိုချီတီနိုကိုပြန်ခတ်မယ်လို့ကျွန်တော်တော့မထင်ဘူး ကျွန်တော်လည်းပွင့်လင်းဆုံးပဲကျွန်တော်ပူချက်တီနိုလက်ရှိစပါးလီပြရတယ်မှာကျွန်တော်တို့ဟူကျွန်တော်အားပေးတဲ့ kiss ကမှာကျွန်တော်ဒါ Harry Redknapp ဘာလို့နောက်ပိုင်းမှာဒါကျွန်တော်တို့အမှန်တမ်းပြောမှာကျွန်တော်ပူချက်တီနိုသဘောကျဆုံးအချက်ဆုံးလို့ပြောလိုက်ရတယ်ဒါပေမဲ့ပူချက်တီနိုကစပါးအတင်အတွက်ရုပ်သေးရုပ်တရုပ်ပုံစံမျိုးဖြစ်နေခဲ့တယ်ဒါဟာပြောမှာပူချက်တီနိုကျွန်တော်ချစ်တယ်ဒါပေမဲ့ reality ကပူချက်တီနိုစပါးကိုပြန်လာလဲအချိန်တန်တာ top 4ဝင်ုံနဲ့တင်ပြီးမှာပဲခင်ဗျားတို့ဒါ ရွှေပြောမရွှေပြီးတော့မျော်တိုင်းဝေးပုံစံမျိုးပဲပိုချက်တင်နဲ့လည်းဆက်ပြီးသွားမယ်ဒါပုံစံလေးမှာ sports ခမပြ PSG လိုအသင်းမျိုးဒါ Messi Neymar အာ Kylian Mbappe လိုဒါကျွန်တော်အသင်းလိုမျိုးကိုတော့မှပြည်တွင်းဘလောက်လက်လွတ်ထားတဲ့နီးပြားတယောက်အနေနဲ့ ကျွန်တော်တိတ်ပြီဘာမှတိတ်မမြော်မှန်းပူချက်တီတို့မကြိုက်ဘူးပူချက်တီတို့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတချို့ tactic ကိုပဲပူချက်တီတို့ကလက်ရှိစပါးအသင်းကိုကင်လဲ NG post တကူရပြည်တွင်းအမှတ်ဆရာနည်းနည်းလေးပုံမြင့်တာတကူရလဲလို့မလို့ဘာပူချက်တီတို့ထွက်သွားတဲ့အချိန်နဲ့အခုလက်ရှိမှာရှိနေတဲ့ Premier League အသင်းနဲ့မတူတော့ဘူးအဲ့ပူချက်တီတို့ထွက်သွားတဲ့ Newcastle အဲ့တော့ Tansin Tansin ဆိုတာအသင်း Aston Villa တိုင်ပတ်နေတဲ့အသင်း Bournemouth ဆိုတာကြားတော့မကြဘူး Brighton ဆိုတာတက်တက်လာတဲ့ Graham Potter သာသာအသင်းမဲ့ရှိသေးတယ်အဲ့တုန်းကအသင်းနေအဲ့လောက်ပဲရှိအဲ့တော့ Mourinho ပူချက်တီတို့ရှိစဉ်အခါကဒါ Premier League ီကနည်းနည်းလေးပူလွယ်တယ်လို့ပြောလို့ရတယ်အခုလက်ရှိမလို့ရှာပြန်ရောက်လာမှာဆိုလဲ struggle လုပ်အောင်ပါပဲလက်ရှိသူသွားတဲ့ပုံစံ AFC ဘုံမော့ Aston Villa Newcastle United Brighton ကျွန်တော်နျူကာဆယ်ယူနိုက်တက်ဒီသင်းတွေကိုကျွန်တော်နိုင်မယ်ထင်လားမထင်ဘူးကျွန်တော်ကတော့ဘုံမလင်ပြောမလွယ်ဘူးအဲ့တော့ကျွန်တော်ကမိုရီရှာပူချန်နီတို့ကျွန်တော်ရှာရှာပပတာသူဆိုကျွန်တော်အရန်ချစ်တယ်အရန်သဘောကြတယ်ကျွန်တော်ကြိုက်ဆုံးနည်းပြတဲ့တယောက်ဖြစ်တယ်ဒါပေမဲ့ပြန်မလာစင်ပြန်လာတယ်ခုနကပြောဆိုရီဇာဟောင်းပြန်လာပြတောင်းတန်းအသင်ဘယ်တော့မှလုပ်ဖြစ်လို့လဲမော်ရီညိုလည်းထွားရတာပဲဟိုကလည်းထွားရတာအကုန်လုံးထွားရတာပဲရီဇာဟောင်းပြန်လာတောင်းတန်းအောင်ဆိုပြီးခမရတို့ဘွားတော့မှရီဇာဟောင်းပြန်လာအဲဒီရီဇာဟောင်းကအရင်ပုံစံပြုပဲပြန်နေပြီးတော့ပို့ပြီးတော့အဲ့တော့ခုနကပြောကောင်းကြီးကောင်းတော့ထွက်ခွာခြင်းလေးဖြစ်နေတာကိုထားလိုက်တော့ အဲ့ဒါယူမဖြတ်စင်းနေတော့ကျွန်တော်အဲ့ဒါပြောစီခြင်းနဲ့မပါနောက်ထပ်2ယောက်ကတော့လက်ရှိမှာစပါတင်တဲ့ဒီနေရာမှာရက်နေတာမျိုးပဲနောက်ထပ်3ယောက်လောက်ကိုပလန်လုပ်ထားတယ်ပထမဆုံးတရားပလန်ကတော့ကျွန်တော်ဘိုးမောင်အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ RDU လာပဲ အဲ့တော့ Ariola ကို spa thing အနေနဲ့ဒါကျွန်တော်တစ်ချက်တော့ down land ထားရနေဒါမှရှိတယ် Ariola အနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ spa thing ကိုကင်မယ်ဆိုရင်သူကင်ကျင်တယ်ပေါ့နော်ဘုံမောက်ကလည်းသူထွက်ပြီးတော့ဒါကင်ကျင်တယ်ဆိုရယ်တရေထလာအဲ့တော့ spa thing နဲ့အခုလက်ရှိနောက်ဆုံးရသတင်းနေရဆိုရင်တော့ဒီချားရတဲမှာဒါကျွန်တော်နီးပြအပြောင်းလဲဖြစ်ဖို့ရာခိုင်နှုန်းနေတယ်မဖြစ်ဘူးတော့မပြောနိုင်ဘူးဖြစ်သွားလဲဖြစ်သွားနိုင်နေဒါချားတဲမှာ Levine နဲ့ NG Booster Glue နဲ့တခြားတွေ့နေပြီးတော့ဒီနေရာမှာဒါကျွန်တော်အဆင်မပြေရင်တော့ထွက်သွားနိုင်တဲ့အနေအထားတစ်ခုသတင်းနေရချားတော့ချားနေရဒါပေမဲ့လက်ရှိအနေအထားကမဖြစ်နိုင်သေးဘူးလို့ကြားသိရတယ်ဗျ Okay ထွက်မယ်ဆိုရင်တော့အခုလက်ရှိမှာအာရီယိုလာကချက်ချင်းဆိုလို့ခေါ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါသတင်းတွေအရရေးနေတယ်မှာပါတယ်။ဒါပေမဲ့တကယ်နဲ့အာရီယိုလာရဲ့ပြဿနာကိုကြည့်ကြမလား။အဲ့တော့အာရီယိုလာအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့တကယ်နဲ့မျက်စိနောက်ဆုံးတို့လည်းဘုမောက်အနေနဲ့နောက်ဆုံးပြိုင်ပွဲဆုံးငောင်းမှာအာရီယိုလာအနေနဲ့၃ပွဲရှုံး၂ပွဲရှုံးလာပြီးတော့၂ပွဲတည်ရကြထားခဲ့တယ်။အဲ့တော့ ပြောချင်တာဗျာတစ်ချိန်တော့ကဒါစာသတန်းနီးပြကိုစပါအသင်းနေနဲ့ခေါ်ပြီးဒီနီးပြဆောက်ရမ်းကောင်းသွားတယ်ဆိုတဲ့ပုံစံမျိုးကတော်တော်လေးဖြစ်လာဖို့တဲ့ရာဂိုင်းတော့နေလို့မြင်အဲ့တော့ဒီနေရာမှာဒါခုနကအာရီယိုလာခေါ်တဲ့အာရီယိုလာခေါ်ပြီးနေစပါအသင်းနေ၁၆လကြာရင်ဒီလိုပုံစံပဲပြန်ဖြစ်ဦးမှာထူတော်ထူဆန်းနေလေဒါတော့မရှိဘူးအာရီယိုလာလက်အောက်မှာလည်းကစားသမားဒီကဒါကျွန်တော်တို့ဟိုအဓိကပြန်စင်းစားကြည့်မယ်ဆိုရင်တော့အဲသူလည်းတော်တော်လေးကိုဒါကျွန်တော်တို့ဟိုတော်တော်လေးကို တိုင်ပတ်မဲ့နီးပြရတဲ့တခုလို့ကျွန်တော်နေမြင်တယ်သူဆော့ရလဲတော်တော်လေးတို့ဒါခိုင်ရောက်တဲ့ဖြစ်တော်တော်လေးကိုကြင်ကြင်တန်တန်ပဲဒါ तू ကဒန်သူလည်းသူ့အတွင်းလည်းဒန်ရီအများကြီးပါဘူးမောက်လေခုမှပြန်ကြတော့ ကျွန်တော်တို့ပြောရခက်တယ်ဗျာခုနကပြောဆိုစပါးသိနေနီးပြလင်းမယ်ကျွန်တော်ခုချိန်ဒီဘလူးမမျက်စိထဲမှာသဘောမတူရသေးဘူး anti post circle ကကျွန်တော်ကြိုက်တယ်လို့ပြောကျွန်တော်အခုလက်ရှိမှာ anti post circle ကကျွန်တော်မကြိုက်တော့ဘူးဒါပေမဲ့လက်ရှိမှာနီးပြအပြောင်းလဲလုပ်မယ်ဆိုကျွန်တော်ဘလူးမမျက်လုံးနဲ့မြင် are you like ကျွန်တော်နေအရန်ကြိုက်တာဆိုအရန်တော့လည်းမကြိုက်ဘူးချီကျူးစရာကောင်းတယ်ဒါပေမဲ့အရန်တော့မကြိုက်ဘူးမပြောချင်တာခုနကပြောလို့သူ့အနေနဲ့တခါကျရင်အသင်းနဲ့ကန်နဲ့ကလည်းစအောင်မှာဟိုဗျာစပါးနဲ့ nuno aspiration နဲ့အလုပ်မဖြစ်ဘူးဒါပေမဲ့ bottom voice ကလုပ်ဖြစ်နေတာပဲပြီးတော့နောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်မာကူဆေးပါဘောနော်လက်ရှိဒါကျွန်တော်ဖူဟန်အသင်းရဲ့နီးပြ ဘာပြောမှန်းတော့အဲ့တော့မာကိုဆေးဗာကိုစပါတင်နေခုလက်ရှိမှာသဘောကျတယ်အီအာရီယိုလာပြီးရင်မာကိုဆေးဗာလက်ရှိမှာဒါသူ့အနေနဲ့စပါတင်နေအစားထုတ်ဖို့အတွက်ဒါကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေတဲ့နီးပြနဲ့သတ်မှတ်ထားရတဲ့မှာပါတယ်ဗောနော်တကယ်တမ်းပြန်စဉ်းစားကြည့်ရင်ရည်စရာပါပဲတိတ်တော်လည်းမကောအခုလက်ရှိမှာဖူဟန်တင်းကသူ့ဟာသူ့နေတော့မှာဒါကျွန်တော်တို့ပရီးမီးယားလိမှာဒါကျွန်တော်စပါတင်ကိုသာနိုင်သွားခဲ့တာပရီးမီးယားလိမှာ 1 to 10ဝင်မှုတော့တော်တော်လေးရုန်းကန်နေရတဲ့အသင်းတွေသင်းဖြစ်တယ်ဗောနော်ထားပါထားပါထားပါထားမပြောတော့ပါတော့ခုနပြောသေးတယ်လက်ရှိမာကိုစေးပေါက်လဲစပါတီနေတာတာဂက်ထားထားရဲ့ထဲမှာပါတယ်နောက်ဆုံးတစ်ယောက်ကတော့လက်ရှိမှာဒါကျွန်တော်ဒီအုပ်စုထဲမှာသဘောကျဆုံးနှိပြရတဲ့တယောက်လို့တော့ပြောလို့ရတယ်ဒါကျွန်တော်တို့နောက်ဆုံးခန့်မယ်ဆိုတော့ကျွန်တော်ဒီအုပ်စုထဲမှာကျွန်တော်ဒါအခုလက်ရှိ brand food ရဲ့နှိပြ Thomas Frank ဗောနော် Thomas Frank ကပြောရမယ်ဆိုတော့ဒါကျွန်တော်တို့ Carlan Dathan နဲ့လိုက်ပြီးသူအများကြီးအပြောင်းလဲပြစ်နိုင်တယ်ခုနပြောလို့ပဲသူ့နယ်ကစားသမားကောင်းတွေကိုလည်းအများနဲ့မွေးထုတ်ပေးနိုင်တယ်ဒါကိုကျွန်တော် brand food ကိုတအားကြိုက်ရတဲ့ထဲမှာပါတယ်လက်ရှိမှာဒါကတော့ Mauricio Pochettino RU လာမာကိုစေးပေါက် Thomas Frank ဆိုရင်တော့ရွေးကို ုရွေးရမယ်ဆိုတော့ကျွန်တော် Thomas Brown ကိုရွေးမိပါပဲ။ဒါကျွန်တော်ရှာရှာပပကြိုက်တယ်တဲ့။ဘာလို့လဲဆိုတော့ကျွန်တော် Brandford ပွဲတွေကြီးအမြဲလို့ဒါ tactically ya pleasing ဖြစ်တယ်။အသင်းကြီးနဲ့တွေ့ရင်ဒါသူ့နဲ့အသင်းကြီးရပြောင်းလဲနိုင်တယ်။အသင်းငယ်တွေအသင်းငယ်ရသူပြောင်းလဲနိုင်တယ်။ပြီးတော့ခုနကသူ့အတွက်ကဒါဟိုမနိုင်ဘူးဆိုတဲ့ဥစ္စာရှားတယ်။သူ့အတွက်ကဒါကျွန်တော် okay နိုင်မယ်ဆိုရင်ဒါဖြစ်အောင်နိုင်တဲ့ပွဲဆိုမှလက်ရှိမှာဘုံမောက်လို့ကောင်းတယ်ကွာ။အိမ်ဝင်ကောင်းတဲ့တေမျိုးတော့2-1ဆိုရဲလိမ်နိုင်အောင်ဖော်ဆောင်သွားနိုင်ခဲ့တယ်။ Ivan Tony မရှိလဲရတယ်နိုင်မှာပဲ။အဲ့တော့ Thomas Brown ကတော့ကျွန်တော်ဒီအုပ်ထဲမှာသဘောကျဆုံးနေကဒီပြတယောက်ဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်။အဲ့တော့ဒါကခုနကပြောသူမာကိုဆေးဘာ ော့ကျွန်တော် personal preference ပေါ့ဗျာတော့ဒါဘူးဝင်လေဗျာတော့ spa သိရင်လက်ရှိနီးပြပြောင်းလဲမှုလဲဒီလူတွေကို message ကြနဲ Mauricio Pochettino တကယ်နဲ့ပြဿနာကြီးမဖြစ်နိုင်တဲ့နီးပြတွေတော့ပါပါတယ် ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မှာမေးကြပါနိုင်ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အာဒမကျူတို့မှာကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ AC တွေ့ကြတာပေါ့။အာဒမကျူတို့မှာဒီပေါ်ဗျ။